DPP ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ၁ရက်နေ့ကထွက်တော်တဲ့ထိုင်းအောင်ပါလီထီပေါက်ကနေပထမစုကနေကိုလေးကိုနိလေ၆ကိုထိုင်းမြန်မာနေဆက်ကရှမ်းအမျိုးသမီးတယောက်ကန်ထူးစော်နဲ့စေဆောင်လုံးပေါက်တော်ပြီးစုငွေအားဖြင့်ဘတ်တန်၆၀သိန်းပေါင်း၆၀၀ရရှိမှာဖြစ်ပါတယ်။သူဟာချင်းမိုင်ခရိုင်ဝင်းဟိုင်မြို့နယ်ပိန်လုံးရွာမှာနေထိုင်တဲ့ရှမ်းတိုင်းရင်းသူဖြစ်ပြီးဆက်ချုပ်ဆိုင်နဲ့အထည်ဆိုင်ဖွင့်ထားကြောင်းအလူအတန်းရဲရော်သူရဟန်းအမတယောက်ဖြစ်ကအဲ့ဒီထီလက်မဲ့ကိုဒီမတိုင်ခင်ရှေ့ကဖျားဘူးတော်ရင်ဝေယူခဲ့တယ် ဲ့လို့ချင်းမိုင်ရှန်အသားဝိုင်းကအမျိုးသမီးတယောက်က DBB ကိုပြောပါတယ်မြန်မာအာဏာသိမ်းစစ်ကောင်စီကအရှေ့တီမောနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်လာမယ့်အပေါ်ကန့်ကွက်ကြောင်းအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကို တရားဝင်စာပို့အသိပေးထားကြောင်းထိုင်းအခြေဆိုင် Thai PBS World သတင်းဌာနကဇူလိုင်လ2ရက်နေ့မှာရှင်းတာဖော်ပြပါတယ်။ ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ကနေရန်ကုန်မြို့ကိုသွားတဲ့ရခိုင်လူငယ်အယောက်90ကိုစစ်ကောင်စီကပဲခူးတိုင်းပြည်မြို့မှာဖမ်းဆီးခဲ့ပြီးစစ်မှုန်ထမ်းတင်တဲ့ကိုပို့လိုက်တယ်လို့ဖမ်းဆီးခံရသူတွေနဲ့နှိမ့်ဆက်သူတွေကပြောကြားပါတယ်။ DPP ရဲ့နောက်ဆုံးရသတင်းတွေကို DPP TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။